ားလုံးပဲမင်္ဂလာပါ Terror ပိုင်းချီကကြိုဆိုပါရယ်ဒီနေ့ဗီဒီယိုလေးမစခင်ပေါ့နော်သတင်းကောင်းလေးတစ်ခုရှိတယ်အဲ့ဒါလေးကတော့ချီ YouTube channel လေးစပြီးတော့ဖွင့်လိုက်ပြီပေါ့နော်အဲ့တော့ YouTube ကိုတွားပြီးတော့ subscribe လုပ်ပြီးပြီးလို့ရှိရင်ဒီချီရဲ့ဒီ Facebook page လေးကို follow လုပ်ပြီးပေါ့နော်အဲ့ screenshot လေးနှစ်ခုရိုက်ပြီးတော့ချီရဲ့ဒီ TikTok page အောက်မှာ comment လေးထားပြီးပေါ့နော်အဲ့ဒါကဒီ match လကုံတဲ့အထိပေါ့နော် အဲ့တော့အဲ့လိုမျိုးလုပ်ပြီးလို့ရှိရင်ချီကအဲ့ဒီကမြင်ပြီးတော့မှ၃ယောက်ကိုမဲပြန်ဖောက်ပြီးမယ်ပေါ့နော် free reading လေးလုပ်ပြီးမှာပါအဲ့တော့အဲ့ free reading လုပ်ပြီးမဲ့သူကကြိုက်တဲ့မေးခွန်းနှစ်ခုပေါ့နော်ကြိုက်ရမေးလို့ရပါတယ်ပြီးတော့တချို့ဒီထဲမှာအဲ့လိုမျိုးလုပ်ပြီးတော့မပါဝါတဲ့သူပေါ့နော် free reading နဲ့ကိုမပါဝါတဲ့သူတွေကြတော့ချီက5% promotion off ပေးမှာဖြစ်တယ်ပေါ့နော်ချီစီကိုလာပြီးတော့အဲ့လိုမျိုး ဒီ screenshot နဲ့ဒီဒီပါလဲ Facebook နဲ့ဒီ YouTube ကို screenshot ရိုက်ထားတဲ့သူဆိုလို့ရှင်အဲ့ဒီကမှကြီးက9ယောက်ကိုပြန်ရွေးပေးမယ်ပေါ့နော် ရွေးပြီးတော့လာမေးလို့ရှိရင်5% promotion off ပေးမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီဟာလေးကိုဒီ TikTok page အောက်မှာ comment လုပ်လို့ရပါတယ်ပေါ့နော်3ယောက်ကကြတော့အလကားဖတ်ပေးမယ်မဲပေါက်တဲ့သူ နောက်ထပ်9ယောက်ကကြတော့5%ကမြင်ပြီးတော့ โอเคกว่า 10%ที่ promotion off လုပ်ပေးမယ်เนาะအဲ့တော့ဒီ page out မှာဒီလို comment လေးတွေ screenshot လာပြီးတော့ထားပေးပေါ့เนาะ โอเคအဲ့ဆိုလို့ရှင်ဒီ reading လေးကိုစလိုက်ရအောင်3လ6လအတွင်းပေါ့เนาะအဲ့တော့ဒီ file လေးနှစ်ခုတည်းကကိုကြိုက်တဲ့ file လေးတစ်ခုကိုရွေးပြီးတော့ဆက်ပြီးတော့ကြည့်ပေးပါเนาะ ဖိုင်ဝမ်းလေးတွေရေမင်္ဂလာပါဖိုင်ဝမ်းလေးတွေကဒီပုံဒီပုံလေးကိုရွေးထားတဲ့သူပေါ့နော်3လ6လအတွင်းမှာအချစ်ရေဘာတွေကြုံတွေ့ရမလဲဆိုတော့ဒီဖိုင်ဝမ်းလေးတွေပါပေါ့နော်တချို့တွေကအဲ့လိုမျိုး ကိုယ့်အနေကိုတယောက်တည်းနေလာကြတဲ့သူတွေအရန်ကြရမယ်ကြရတယ်ပေါ့နော် FA သမားတွေအရန်များနေလိမ့်မယ်ကွာ relationship ကိစ္စကိုတိတ်ပြီးတော့အဲ့လိုမျိုးစိတ်ဝင်စားတာမျိုးမတွေ့ရဘူးဒါမဲ့အခုချိန်မှာကိုကအခြေရေးကိုကိုစိတ်ဝင်စားနေပြီပြီးရင်အတိတ်ကဖြစ်ပျက်ခဲ့တဲ့အရာတွေဆိုလို့ရှိရင်လည်းကိုကအဲ့အရာတွေကိုတေချာ heal လုပ်နိုင်ပြီပေါ့ကွာအဲ့လိုမျိုး relationship ကနေပြတ်သွားပြီးတော့ကိုဘသာကိုတယောက်တည်းနေလာတဲ့သူတွေများတယ်ပေါ့နော်ဒီဖန်ဝန်းလေးတွေထဲမှာအဲ့တော့အကူကကိုကအချစ်ရေးကိုစပြီးတော့စိတ်ဝင်စားနေပြီ ပြီးတော့ဒီအချစ်ရေးအတွက်ပြီးတော့ကိုအလိုမျိုးတိတ်ကဖြစ်ခဲ့တဲ့အရာတွေကိုလည်းတချို့ဖန်ဝန်းလေးတွေကဘူးမုံလုံးနိုင်ပြီပေါ့နော်အဲ့တော့ next chapter တခုပိုင်ဝန်လေးတွေတွားဖို့ရှိတယ်ပေါ့เนาะအဲ့တော့ပြောချင်တာကဒီ3လ6လအတွင်းမှာပေါ့เนาะတချို့ပိုင်ဝန်လေးတွေက FA ဘဝအမြင်ကျွတ်ဖို့ရှိတယ် single ဘဝအမြင်မဟုတ်ဘဲနဲ့ relationship တွေရတတ်တယ်ကိုနဲ့တကယ်ကောင်းမွန်တဲ့သူဟုတ်လားမဟုတ်လားတွေ့ရလူကဟုတ်လားမဟုတ်လားသိချင်เนาะ ်ချီကို private reading လာမေးလို့ရရယ်ပေါ့เนาะမေးချင်ဒါပေမဲ့တကယ်အဲ့လိုမျိုး3လ6လအတွင်းတော့တွေ့ရလိမ့်မယ်ကိုယ့်အတွက်ကောင်းတဲ့ကံကြမ္မာအလှည့်ပြောင်းတစ်ခုကြုံလာလိမ့်မယ်ပေါ့เนาะပြီးရင်တချို့ relationship တမားတွေဒီဘိုင်ဝမ်းလေးတွေပါတယ်ဆိုလို့ရှင်ပေါ့เนาะ relationship တမားတွေဆိုလို့ရှင်ဒီထက် commitment ပို့ပြီးတော့ဖြစ်လာမယ်ကွာပို့ပြီးတော့ ကောင်းမွန်လာလိမ့်မယ်တယောက်နဲ့တယောက်အနာဂတ်တွေအဲ့လိုမျိုးတူတူစဉ်းစားတယ်တူတူပြောဆိုတယ်အဲ့လိုမျိုးအရာတွေပါဖြစ်ပေါ်လာလိမ့်မယ်ပေါ့နော်အဲ့တော့ဒီဖိုင်ဝမ်းလေးတွေကံကောင်းပါစေနော်3လ6လအတွင်းအချစ်ရေးဖိုင်ထူးလေးတွေရေမင်္ဂလာပါဖိုင်ထူးလေးတွေအတွက်3လ6လအချစ်ရေးကိုကြည့်လိုက်ရအောင်နော်ဖိုင်ထူးလေးတွေကလေ အဲ့လိုမျိုးဒီတချို့ဖိုက်ထူးလေးတွေကအရန်ကြိုးစားတဲ့သူပါတယ်နော်ကိုဖြစ်ချင်တဲ့အိမ်မက်ကိုလှုပ်ချင်တဲ့ပန်းတိုင်ကိုဖြစ်ချင်တဲ့အရာကိုကိုရအောင်လုပ်မှာကွာတချို့ဆိုလို့ရှင်အဲ့လိုမျိုးငွေတွေကိုစုဆောင်းနေ ကိုဒီအနာဂတ်အတွက်ကိုဘာလုပ်ချင်လဲစီးပွားရေးစကြင်လားအဲ့လိုမျိုးဒါမှမဟုတ်ရင်နိုင်ငံသားမှပြောင်းရွှေ့ပြီးတော့နေထိုင်ကြလားကိုရဲ့ဒီအိမ်မက်တွေနောက်လိုက်ဖို့ by two လေးတွေကအရန်စူးစမ်းနေတာမြင်ရတယ်ပေါ့နော်အဲ့တော့ဒီ by two လေးတွေမှာလေတချို့ by two လေးတွေကပေါ့နော် အခြေရေးထက်ကွာအဲ့လိုမျိုးကိုယ့်ရဲ့ဒီငွေကြေးကိုကိုဘလို့ကောင်းမောင်းအောင်လုပ်ကြမလဲပြီးရင်ဒီငွေကြေးနဲ့ပတ်သက်လို့ရှင်ကွာအဲ့လိုချင်းချင်းပြီးတော့တုံးတက်တဲ့သူတွေပါတယ်တချို့အဲ့လိုမျိုးပိုင်ထူးလေးတွေကကိုနာကိုလာကတ်တဲ့သူတွေဆိုလို့ရှင်လည်းကိုသိပြီးတော့စိတ်တိုင်းကြနေတဲ့သူမဟုတ်ဘူးကွာဒီလားအဲ့လိုမျိုးသူတို့ပုံစံကိုကြည့်လိုက်တယ်ကြည့်လိုက်ပြီးတော့ကိုနဲ့အဆင်မပြေပါဘူးလေအဲ့လိုမျိုးဘာဖြစ်လို့လဲဆိုတော့ယူရောကအရန်အဲ့လိုမျိုးကိုထက် ကိုရဲ့ဒီလိုမျိုးစီမင်းစီမင်းအဲ့လိုမျိုး boundary ထဲမှာမရှိဘူးပေါ့ကွာကိုစီကိုလာပြီးတော့ကတ်တယ်သူတွေကအဲ့တော့ fight to လေးတွေကတချို့တွေကကြတော့ဒီထဲမှာနိုင်ငံသားကိုအဲ့လိုမျိုးအခြေချဖို့သွာလာပြီးတော့နေထိုင်ဖို့အတွက်ကြံစီနေတဲ့သူတွေပါမယ်ပြီးရင်တချို့ဒီ fight to လေးတွေထဲမှာချစ်သူကြီးစားတွေက ကိုနဲ့အဲ့လိုမျိုးဝေးကွာနေတဲ့သူတွေလည်းရှိနေတတ်တယ်ပေါ့နော်အဲ့လိုလူတွေနဲ့ဒီ3လ6လအတွင်းမှာပြန်ဆုံ တွေ့ရလိမ့်မယ်ပြီးတော့ဒီချစ်သူရည်စားရှိတဲ့သူတွေတွေ့ဆိုလို့ရှိရင်လည်းပြန်ဆုံတွေ့ရလိမ့်မယ်နော်အဲ့တော့ဒီထဲမှာ relationship တမားတွေကနည်းနည်းတော့သတိထားပါပေါ့နော် ကိုယ့်ရဲ့ဒီကိုနဲ့ပတ်သက်ခဲ့တဲ့ဒီအရင်ကအိတ်စီပြန်ဝင်လာတတ်တယ်ပြီးတော့ဒီကိုချစ်သူပေါ့နော်ကိုချစ်သူရဲ့ဒီ အတိတ်ကသူနဲ့ပတ်သက်ခဲ့တဲ့သူတွေလည်းသူ့ဘဝထဲကိုပြောင်းဝင်လာတတ်တယ်ပေါ့နော်အနှောက်ယှက်ရှိလားဆိုရင်တော့အနှောက်ယှက်မရှိဘူးပြီးတော့ဒီ single လေးတွေအတော့ဆိုရင်တော့3လ6လအချစ်ရေးရတော့ဒီတိုင်းလေးပဲကိုယ်အိမ်မက်တီကိုလိုက်ရင်းနေပဲရှေ့ဆက်ဖြစ်နေုံပဲလို့မြင်တယ်ပေါ့နော်အဲ့လိုမျိုး relationship တဲ့ကိုတိတ်ပြီးတော့စိတ်မဝင်စားဘဲနဲ့ကို့အနာဂတ်အတွက်ဘလို့လောက်ကမလဲဆိုပြီးတော့အဲ့အတွက်ပဲ ပို့ပြီးတော့ကိုယ့်အချိန်တွေကိုပေးတယ်ပြီးရင်ငွေချင်းနဲ့ပတ်သက်လို့ရှင်လဲအဲ့လိုမျိုးတေချာချင်းချင်းတိုင်းတာတယ်ငွေစုတယ်အဲ့လိုမျိုးပဲဒီထဲမှာဖိုင်ထူးလေးတွေလုံနေရတာမြင်တယ်ပေါ့နော်အဲ့တော့ဖိုင်ထူးလေးတွေကံကောင်းပါစေနော်ဒီဈားထဲမှာလဲကိုနဲ့အဲ့လိုမျိုးတကယ်ကြိုက်တဲ့သူတွေ့တယ်ဆိုလို့ရှင်လဲစဉ်းစားကြည့်ပါပေါ့နော်အရန်ရွေးချယ်မနေပါနဲ့ပေါ့နော် အဲ့တော့ file tool လေးတွေကန်ကောင်းပါစေနော်ကို့အတွက်ပဲတီးတန်း reading လိုချင်ရင် GOD TikTok ဒါမှမဟုတ်ရင် Messenger အမြင်လာပြီးတော့မေးလာနိုင်ပါတယ်နော်